ျတို့မြန်မာတိုင်းသားတွေကိုတိထက်ပို့ပြီးတော့အဆင်ပြေအောင်ကူညီနိုင်ဖို့ဆိုလို့ရှိရင်ဒီ2025အတော်တွင်းထဲမှာပဲနောက်ထပ် insurance company တခုတို့နဲ့ထပ်ပြီးတော့စာချုပ်ချုပ်ဆိုပြီးတော့တို့နဲ့အလုပ်လုပ်ပါတယ်ဆိုလို့ရှင်တာကကျတို့အဖွဲ့အစည်းထဲမှာ insurance policy အမျိုးအစားအများကြီးရှိတာကိုပြောချင်တာအတက်ငယ်တဲ့လူတွေအတွက်ပဲဖြစ်ဖြစ်အတက်ကြီးတဲ့လူတွေအတွက်ပဲဖြစ်ဖြစ်ဈာမရေဘလောက်ပဲကောင်းနေပါစေဈာမရေဘလောက်ပဲဆိုးနေပါစေဘာဆေးပဲတောက်နေပါစေဆေးရောဆေးခန်းပဲနဲ့ချိန်လောက်ပဲတက်ပြီးပြီးရောက်ပြီးပြီးဖြစ်နေပါစေ ကျွန်တော်ဖွဲ့စည်းတဲ့မှာလူချင်းမင်းတို့လက်ခံချင်တဲ့ company ဆိုတာရှိတာပေါ့နော်မင်္ဂလာ insurance agency နဲ့အလက်လုပ်တဲ့အတက်အမှတ်ခံ insurance company တွေမှာညအားလုံးကဒွေဖောက်စရာမလိုဘူးဖုန်းခေါ်ပြီးတော့ interview လုပ်စရာမလိုဘူးနော်အင်တန်ရာရောက်ကျမ်းမရေးစမ်းစစ်ကြည့်တာတို့ပါတို့ခန္ဓာကိုယ်တိုင်းကြည့်တာတို့ပေါင်ချိန်တိုင်းကြည့်တာတို့လုပ်စရာမလိုဘူးနော်ဒီချက်တွေကအင်မတန်မှအရေးကြီးရယ်နော်ကျတို့မြန်မာတိုင်းသားတွေမှာတချို့တလေကအင်္ဂလိပ်စကားပြောလို့မတတ်ဘူးအဆင်မပြေဘူးဆိုတော့အင်တာဗျူးလုပ်တဲ့အချိန်မှာမအောင်ဘူးဖြစ်နိုင်တာပေါ့ ။အင်္ဂလိပ်ဘာသာစကားအားနည်းနေတဲ့ကျွန်တော်မြန်မာတိုင်းဒါတွေအတွက်လည်းမင်္ဂလာ insurance အဖွဲ့အစည်းထဲမှာ insurance company ရှိတယ်။သူတို့အတွက်ဆိုရင်ခု loss အရင်ရောအဆင်ပြေသွားပြီ။တွေးလာဖောက်ဆံမလုပ်ဘူး၊ phone interview လည်းလုပ်ဆံမလုပ်ဘူး၊ခန္ဓာကိုယ်လည်းတိုင်းကြည့်စမ်းကြည့်ရတော့လုပ်ဆံမလုပ်ဘူးဆိုတော့သူတို့အတွက်အရင်ရောအဆင်ပြေသွားတာပေါ့နော်။ပြီးတော့နောက်တစ်ချက်အတက်ရွယ်ဘလောက်အထိအတက်အမှတ်ခံဝယ်လို့ရလဲဆိုတော့89 80အထိအတက်အမှတ်ခံရှောက်ဖြစ်နေဆိုရင်ရှောက်လို့ရတယ် ပြန်ပြောမယ်မွေးတက်ဆက်ကလေး3လင်းကလားလောက်ရှိပြီဆိုရင် life insurance ဝယ်လို့ရတယ်လို့အသက်69 80အထိ life insurance ရှောက်ချင်တယ်ဆိုရင်လည်းရှောက်လို့ရသေးတယ်ဝယ်လို့လည်းရသေးတာပေါ့နော်